ပင်လယ်နက်ဒေသနဲ့ယူရှားဘက်ကလော်ဆုံ drone တိုက်ခိုက်မှုခြေနေကိုတို့ချုပ်ကြည့်လိုက်အောင်အခုကလည်းယူကရိန်းရဲ့ drone တွေကယူရှားရရေးပါတဲ့ရေနဲ့လုံခြုံတယ်ပြီးတော့ CIA ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုပါဖြစ်မထားလာတာတွေ့ရတယ်ပထမချက်ကတော့ယူကရိန်း drone တွေကလည်းယူရှားရဲ့ပင်လယ်နက်ကအဓိကရေနဲ့တင်ပို့တဲ့ Tupas စိတ်ကန်ကိုတိုက်ခိုက်ခဲ့တယ် အဲ့မှာရေနံတင်တင်ဘောတစင်းမူးလောင်သွားပြီးရေနံတင်ချတဲ့အဆောက်အဦတွေလည်းပျက်စီးသွားတော့ဟိုလုံကန်းလက်ပတ်မှုတွေဒရိုလီကိုပြတ်တော့သွားတယ်ဒုတိယချက်ယူရှာကာကွယ်ရေးဝန်ကြီးဌာနကတော့သူတို့တညာထဲမှာပဲပို့တော့ခရက်စနိုဒဲဒေတာနဲ့ပင်လယ်နဲ့တပိုင်းမှာဒရုန်းစုစုပေါင်းအဆက်ကျစင်းပစ်ချနိုင်ကြတယ်လို့ပြောပါတယ်နောက်ဆုံးချက်ကတော့ယူကရိန်းဘက်ကလည်းပြောလာတယ် သူကမော်စကိုနာမှာရှိတဲ့စစ်ဘထုံ လောင်စာပိုက်လိုင်းခွဲထုံးကိုတိုက်ခိုက်နိုင်ခဲ့ရပေါ့ဒီဟာကယူရှာရဲ့စီးရဲထောက်ပံ့ပို့ဆောင်မှုအတွက်ကြီးမားတဲ့ထိုးနှက်ချက်လို့သူကဆိုပါတယ်ဆိုတော့ဒီတိုက်ခိုက်မှုတွေကပင်လယ်နဲ့တီးတာပဋိပက္ခမှာစီးဝိုင်းဖြစ်မှတ်တွေရောစီးရဲထောက်ပံ့ရေးလမ်းကြောင်းတွေပါဘလို့အရေးပါပဲထိချလွယ်တယ်ဆိုတော့ရှင်းရှင်းလင်းလင်းပြနေတာပါပဲ